ရုတ်အမျိုးသမီးတဦးနဲ့အခြေရေးဇလံကြောင့်အမေရိကန်နိုင်ငံသားဝင်ကြီးဌာနရဲ့အရာရှိတဦးယာဒုကနေထုတ်ပယ်ခံခဲ့ရပါတယ်။အဲ့ဒီပုံကဟာတရုတ်နိုင်ငံသူနဲ့အခြေရေးကိစ္စရှိနေတာကြောင့်သူ့ရဲ့အလုပ်တာဝန်ကနေဖယ်ရှားခံခဲ့ရတာလို့အမေရိကန်အစိုးရကအောက်တိုဘာ၈ရက်နေ့မှာပြောပါတယ်။ဌာနရဲ့အရာရှိတဦးကတရုတ်ကွန်မြူနစ်ပါတီ CCP နဲ့ဆက်နွယ်ပတ်သက်မှုရှိမှန်းသိရသားနဲ့တရုတ်နိုင်ငံသူအမျိုးသမီးတဦးနဲ့အခြေရေးကိစ္စညှိစွန်းပတ်သက်ခဲ့တာကြောင့်ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိတော်မီပစ်ကော့ကပြောပါတယ်နမီဖော်မပြတဲ့အလုပ်ထုတ်ခံရသူအရာရှိကသူနဲ့တွဲနေတဲ့အမျိုးသမီးဟာစပိုင်တယောက်ဖြစ်နိုင်တယ်လို့ကိုရိုင်းအတိအမှတ်ပြုမှုကြောင့်ဌာနဘက်ကဆွဆွဲပေမဲ့တိကျတဲ့အထောက်ထားတော့တင်ပြတာမျိုးမရှိခဲ့ပါဘူးအဲ့ဒီတရုတ်အမျိုးသမီးရဲ့ဖခင်က CCP ရဲ့အမာခံအဖွဲ့ဝင်တဦးဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်ဒီကိစ္စက Trump အင်ဖီရိုကိုဒုတိယအကြိမ်ပြင်ရောက်လာတဲ့နောက်ပိုင်းအခုလိုအခြေအနေမျိုးမှာပထမဆုံးအကြိမ် တန်တမန်အသက်အဝန်းတဲကပုဂ္ဂိုလ်တဦးရဲ့အလုံနေရာဆုံးရှုံးမှုလည်းဖြစ်လာပါတယ်။တရုတ်မှာတော့ CCP ရဲ့ဖြန့်ကျက်လွှတ်မိုးမှုကကျောင်းတွေစီးပွားရေးလုပ်ငန်းတွေကဆလို့ပုံမှန်လူနေမှုဘဝတွေမှာကြဲကြဲပြင်းပြင်းအမြင့်တွဲနေပါတယ်။တာမန်တရုတ်နိုင်ငံသားအများအပြားကပါတီရဲ့ဝါဒတွေကိုယုံကြည်တာမျိုးဆိုတာထက်ရှောင်လွှဲမရတဲ့အခြေအနေတစ်ခုခုကြောင့် CCP နဲ့မလွဲမသွေပတ်သက်မှုတွေရှိနေကြောင်းလည်းသိရပါတယ်ရှင်။